တောက်ကြသာသမီမိတ်ဆွေအားလုံးအဆက်ဆက်အရရအစဉ်ပြေအောင်မြင်တိုးတက်ကြပါစေလို့ဆရာကဆုတောင်းနေတဲ့2025ခုနှစ်6လပိုင်း16ရက်ကနေ23ရက်နေ့ထိတပတ်စာဟောကြားပေးမှာဖြစ်ပါတယ်ခင်ဗျာတောက်ကြသာသမီဒီပိုင်းဆရာကိုမှတ်ပေးကြပါဦးခင်ဗျာတောက်ကြသာသမီမိတ်ဆွေတွေလက်ရှိမိတ်ဆွေတို့ရဲ့ရင်ထဲမှာ အရာရာကိုမိမိတို့ရဲ့မျော်လင့်ချက်မျော်မှန်းချက်ရည်မှန်းချက်တွေကိုပြည့်မှာပြည့်ပါမလားဆိုတဲ့တန်လျာစိတ်ကလေးတွေအနှဲငယ်ဖြစ်ပေါ်နေရအမျိုးကြီးကြုံနေရတယ်အာငါလုံးနေတဲ့လုပ်ရက်လေးတွေမှားနေပြီလားငါပြုမှုနေတဲ့လုပ်ငန်းတွေအမှားတွေများပေါ်နေပြီလားဆိုပြီးကိုယ့်ကိုယ်ဝေဖန်သုံးသပ်ဆုံးဖြတ်နေတော့ကာလဖြစ်ပါတယ်ဒါကြောင့်ဆရာကမိစုတို့ရဲ့ရင်ထဲကဆန္ဒကိုတော့ဘာမှအကြံမပေးတော့ဘူးကောင်းတဲ့ပတ်ကိုရောက်ရှိအောင်စဉ်းစားတွေးခေါ်ပြီးတော့ဆုံးဖြတ်ဆောင်ရွက်နိုင်တဲ့အတွက်ကြောင့်မိစုတို့အနေနဲ့အဲ ကိုကိုကိုပြန်လဲစဉ်းစားသုံးသပ်ပြီးတော့လုံရက်တွေမှာတေချာတွေးခေါ်ပြီးတော့ရှေ့တိုးဆောင်ရလှုပ်ဆောင်ရကောင်းပါတယ်အကျန်စီကောင်းအတွေးခေါ်ကောင်းတွေရရှိတတ်တော့ကာလအပိုင်းချဖြစ်ပါတယ်ဒါအပြင်ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့မိရဲ့နော်ဟိုဆနာလိုဥကောင်းနဲ့ပတ်သက်တာမျိုးလေးတွေမှာကြိုက်ခဲတာမျိုးလေးတွေဥကောင်းနဲ့ပတ်သက်လို့မူးဝေတာမျိုးလေးတွေကြုံရတတ်ပါတယ်အလုတ်ထဲမှာစိတ်ပင်ပန်းတာမျိုးလေးတွေကြောင့်နည်းနည်းလေးဥကောင်းနဲ့ပတ်သက်ပြီးတော့ကြိုက်ခဲတာမျိုးခေါင်းမူတာမျိုး ကောက်ကြိုက်တာမျိုးဒါလေးတွေမှာတော့ဖြစ်ရတတ်ပါတယ်เนาะတို့အပြင်အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်ပြီးတော့ဖြစ်စီအလုံးနဲ့ပတ်သက်ပြီးတော့ဖြစ်စီအနေငယ်လေးအဲဆွမ်းလာလို့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတာမျိုးလုပ်ငန်းအတွင်းအလုပ်အတွင်းမှာစီမင်းစည်းကမ်းအပြောင်းလဲလေးတွေကြောင့်အဲသူမဟုတ်ရင်အစီမင်းစည်းကမ်းအသက်လေးတွေကြောင့်တော့စိတ်ပင်ပန်းစရာလေးတွေတော့အနေငယ်လေးကြုံရတတ်တော့ခါလာဖြစ်ပါတယ်ခင်ဗျာเนาะဒါအပြင်ကိုကိုကိုတန်ရစိတ်တွေများစွာဝင်နေတယ်ငါလုံနေရမှာ လုံငန်းအလုပ်နဲ့ပတ်သက်ရင်လည်းကိုကနားချိန်ကြမှာအလုပ်ကရှင်ကတွေ့သွားလို့ဟာငါ့ကိုမြဒီလိုမြင်သွားပြီလားဆိုတော့ကိုကိုကယုံကြည်ချက်တန်ရာစိတ်တွေများစွာဖြစ်ပေါ်နေတဲ့အတွက်ကြောင့်မလို့မိစ္ဆာတို့နဲ့ကိုကိုကိုမိစ္ဆာတို့နဲ့ကိုကိုကိုတန်ရာစင်နေပြီပါဒါအပြင်မိစ္ဆာတို့နဲ့အလုပ်နဲ့ပတ်သက်လို့လုပ်ငန်းနဲ့ပတ်သက်လာတဲ့အခါမှာပြောဆိုပါလိုတာထက်ပုံမူပြောဆိုတာဟာအားမဲစီတော့ကာလဖြစ်တဲ့အတွက်စကားများတဲ့တောက်ကြသားမျိုးများဟိုကတော့သတိပြုစင်ကြင်ရန်လိုအပ်သောကာလဖြစ်ပါတယ်ခင်ဗျာအလုပ်ပါ လောက်ကိုင်းတဲ့ပတ်သက်ရင်ငွေကြီးနဲ့ပတ်သက်တာတွေရှေ့တို့ဆောင်ရလှုပ်ဆောင်မှာလက်လွန်ထားသောငွေကြီးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်မှာလုပ်ငန်းအစုချေရဆက်တူလုပ်ငန်းတွေအဆရှိတဲ့လုပ်ငန်းတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ရအာသာကောင်းမှုတိုးတက်နိုင်ပါတယ်ငွေကြီးနဲ့ပတ်သက်လို့လက်လွန်ထားတဲ့ငွေကြီးတွေမှာလည်းပြန်လည်ပြောဆိုတောင်းတာမျိုးတွေအာသာကောင်းမှုတိုးတက်နိုင်ပါတယ်ဒါအပြင်အဲအစုချေရနဲ့ပတ်သက်တာမျိုးလေးတွေမှာရှေ့တို့ဆောင်ရလှုပ်ဆောင်ရတိုးတက်နိုင်သောကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျမိတ်ဆွေတို့အနေနဲ့ဒီတစ်ပတ်တာအတော်တွေမှာဆိုလို့ရှိရင်တော့အဲကြောက်တို့ စက်ပစ္စည်းတို့ကိုပိုင်လုပ်ငန်းတို့စားတောက်ကုန်တို့တန်းတို့သွတ်တို့စိမ်းတို့နော်စာရေးကရိယာတို့ကွန်ပျူတာတို့ကားတို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်တာမှာရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ပြီးအားသာကောင်းမွန်နိုင်ပါတယ်ခင်ဗျာနော်ခရီးသွားဆိုင်ရာလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ပါနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေဗီဇာပတ်စလို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်ရင်ရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ရန်အားသာကောင်းမွန်သောကာလအပတ်တာကာလဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့လူငယ်ရဲ့ရှေ့ရင်းနဲ့ပတ်သက်လာရင်ရှေ့သူဗီဇာရရှိတာမျိုးမိရှေ့တော်မြန်လို့တော်သူကိုဂျင်းတေပေါ့ရဲရဲကြီးဖွင့်ပြောပြောဆိုလိုက်ပါအဲမိမိတို့လိုချင် တော့လူလားတလောက်ပြန်လဲရရှိပါလိမ့်မယ်မရှိခင်ကညွန့်နေခံရတတ်တဲ့အတွက်မိတ်ဆွေတောက်ကြသားသမီးတွေကတတိထားစင်နေပြန်အတွက်တော့လူအပ်တော့အပ္ပတာအပိုင်ရှားကာလာဖြစ်ပါတယ်တတိထားစင်နေပြန်မှာတော့ အလောင်းစားနဲ့ပတ်သက်တာလေးတွေတတိယဆင်ခြင်မှာအရှုပ်နောင်နဲ့ပတ်သက်တာမျိုးလေးတွေတတိယဆင်ခြင်မှာအပြော်အပားနဲ့ပတ်သက်တာလေးတွေတတိယပါမိတ်ဆွေဟောင်းအပေါင်းအသင်းဟောင်းတွေစိတ်တော့ကပြီးတက်တာမျိုးလေးတွေကြုံအားတက်တော့ကာလာအပိုင်းရှာဖြစ်ပါတယ်အဲဆွမ်းနာလိုမိတ်ဆွေတို့နဲ့တတိယဆင်ခြင်ပြီးရန်တော့အတွက်တော့ဒီချက်လေးတွေမှာအလောင်းစားအပြော်အပားနဲ့ပတ်သက်တာတွေဥပဒေနဲ့မကင်းတဲ့လှုပ်ဆောင်မှုလှုပ်ဆောင်မှုချက်လေးတွေမှာတော့ တတော်ကိုတတိတဆင်ညင်ရမယ်ဒါအပြင်ထုံသူတွေမိတ်ဆွေတို့အနေနဲ့ပေါင်းမိတာမျိုးသိမိတာမျိုးလေးတွေကြောင့်အလွယ်လွယ်ချော်ချော်တစ်ထင်ငုံငုံလေးတွေဖြစ်တတ်တဲ့အတွက်တော့ဒါလေးတွေမှာမိတ်ဆွေတို့အနေနဲ့ကိုကိုကိုတိုင်းတိပြီးတော့ကိုကိုတိုင်းပြင်ကိုကိုတိုင်းတတိတဆင်ညင်ရအတွက်တော့လိုအပ်သောကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာ ဒီအပတ်တာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့ရီမန်းချက်မျောလင်းချက်တွေကိုကြိုတင်ဖွင့်ပြောတာမျိုးလေးတွေမလုပ်ဆောင်တာဟာတောက်ကြတာသမီးတွေအတွက်အကောင်းဆုံးအကြံစီဖြစ်ပါလိမ့်မယ်။လုပ်ငန်းတဲ့အလုပ်တဲ့စတင်နေဆိုရင်အဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်ပြီးတော့လုပ်ဆောင်တာမျိုးလေးတွေထပ်ကိုယ်ပိုင်တဦးတည်းတစ်ယောက်တည်းလုပ်ဆောင်တာမျိုးလေးတွေလုပ်ငန်းနဲ့ပတ်သက်လာရင်တဦးတည်းတစ်ယောက်တည်းနဲ့ပတ်သက်ပြီးတော့ချိန်တိုဆောင်ရအောင်မြင်တာမျိုးလေးတွေမျောလင်းချက်ရီမန်းချက်တွေဖွင့်မပြောဘဲနဲ့ကြိတ်ပြီးတော့လုပ်ဆောင်တာမျိုးလေးတွေတိုးတက်ကောင်းမှုစေပါရခင်ဗျာနော်။ဒါအပြင်စေတနာတွေဝေဒနာဖြစ်ရတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးပါနော်။စေတနာအကြီးက ိုမောင်နှမအနေနဲ့ပတ်သက်လာလို့ရှိရင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးဆွေမျိုးသားချင်းနဲ့ပတ်သက်လာတဲ့အခါစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့တော့အဲဖြစ်နိုင်ရင်ဆွေမျိုးများမလာရလို့ဆိုင်းပုတ်တာကတ်ထားလိုက်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့ဒီအပတ်တာတော့ပြန်မှာတော့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်လာလို့ရှိရင်ဝင်လာတာမျိုးတွေကြုံရတတ်တယ်လို့ အဲဆွနာလိုပေါ့ခရီးသွားဆိုင်ရာကိစ္စလေးတွေမှာလည်းရှေ့လို့ဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်ခင်ဗျာတို့အပြင်မိတ်ဆွေတို့အနေနဲ့အဲဆွနာလိုပေါ့ပတ်စံတို့ပစ္စည်းတို့တမှုရှိတဲ့အရာလေးတွေမှာအထားမအထားလွန်တာမျိုးလေးတွေကြောင်းတော့ခေါင်းမီတအောင်ခြာရတဲ့အတွက်တတိထားစင်ကြီးပြန်တော့တော့လိုအပ်ပါတယ်ဘာကိုဖြစ်ဖြစ်အလင်းဆလိုဆုံးဖြတ်တာမကောင်းဘူးအလော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 ဆုံးဖြတ်တာမကောင်းဘူးဝုံတိုင်းဆုံးဖြတ်တာမျိုးလေးတွေမှာတော့တတိထားစင်ကြီးပြန်တော့တော့လိုအပ်သောကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ညံ့ပါတယ် နေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြတာမျိုးလေးတွေတို့မဟုတ်အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့เนาะအကြောင်းပြုပြီးတော့နည်းနည်းလေးစိတ်ပန်းလူပန်းမိမိရဲ့အိမ်အောင်ဘက်ကစိတ်ဒုက္ခပြီးတာမျိုးလေးတွေနည်းနည်းလေးကြုံရတတ်တဲ့အတွက်တော့အိမ်အောင်ကြီးမှဆိုရင်တော့အိမ်အောင်ဘက်ရဲ့ကျမ်းမာရေးညံ့မှုလေးတွေကြောင့်တို့မဟုတ်အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေကြောင့်တော့တတိယဆင်ခြင်ပေးရန်လိုအပ်ပါတယ် ဒါပြင်မိတ်ဆွေတို့အနေနဲ့သာသမီနဲ့ပတ်သက်လို့ရှိရင်သာသမီအငယ်ကြီးရဲ့เนาะစိတ်မောလူမောစိတ်ပန်းလူပန်းဖြစ်ရတာမျိုးလေးတဖက်လက်သားတွေနဲ့ပတ်သက်လာရင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်သောကာလဖြစ်ပါတယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းမကြတာမျိုးလေးသာသမီတွေမှာတွေ့ရတတ်တဲ့အတွက်တော့တတိထားစဉ်းကျင်ပင်ရန်လိုအပ်ပါတယ်။ဒါပြင်မိတ်ဆွေတို့ဒီအပတ်တာအတော်ဒီမှာဆိုလို့ရှိရင်တော့ဖြစ်နိုင်လို့ရှိရင်အရန်ကြီးတိုးချက်လှုပ်ဆောင်တာမျိုးလေးအားနည်းစေသောကာလဖြစ်ပါတယ်။ဘဝင်းကျင်အများနဲ့ပတ်သက်ပြီးတော့အဲကိုက စေတနာနဲ့အကြံပေးလိုက်တာမျိုးတွေဒီဂျားသုံးဂျားမဝင်ကောင်းပါဘူးဥပမာမှာမိမိအိမ်ကိုစေကံမိမိအိမ်ကိုအကြောင်းပြုပြီးစေယုံစေကံသွားမဲ့သူတွေကိုညအိညာနေလက်မခံပါနဲ့ဒါအပြင်ဂျားသုံးဂျားဆိုတဲ့အတိုင်းဆွေမျိုးညီကိုမောင်နှမတွေဂျားတွေမှာကိုကစေတနာပို့ပြီးတော့ဝင်ရောက်မဖြစ်ရှင်းပြပါနဲ့ညံ့ပါတယ်ဒါအပြင်မိမိအိမ်ကိုအိမ်တော်ကွဲ့ ့မဟုတ်ဆန္ဒလိုပေါ့ပြဿနာတက်ပြီးတော့ဆင်းလာတာမျိုးကွဲလာတဲ့သူတွေကိုအများအညာနေလက်မှတ်ခံထားပါနဲ့အဲ့ဒီအပူတွေဟာမိတ်ဆွေတို့ရှိကိုကူဆက်တတ်ပါတယ်ဒီအပူတော့ကရင်ပျောက်ကင်းစီရာအတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့တွေနဲ့ဖျောင်းနိုင်လျှောက်တိုင်ကိုဖျောင်းနိုင်လျှောက်တိုင်ကိုအနီရောက်ဖျောင်းနိုင်လျှောက်တိုင်ကိုမှန်လိုက်တဲ့စရာလည်းမလို့ ်ဘယ်အောင်နဲ့ချောက်တိုင်ကိုနော်မိတ်ဆွေတို့ရဲ့နော်ဟိုအိမ်ဝင်ပေါက်မှာနော်အိမ်ဝင်ပေါက်မှာဆရာတို့တစ်သားဆိုဝါးဆိုဝါးတပြားတည်းနဲ့ကိုတစ်သားဆိုတစ်သားတပြားတည်းဝါးတော့အမှန်ပိုကောင်းတာဝါးပြားလေးတပြားကိုတင်ပြီးတော့ဘယ်အောင်နဲ့ချောက်တိုင်ကိုအနီရောက်ချောက်တိုင်ကိုမိမိရဲ့အိမ်ပေါက်သူ့မဟုတ်ချံပေါက်မှာဖွင့်ပြီးတော့ နော်ဒါလေးတွေကိုထွင်းပြီးတော့အရန်ကန်ညံ့နေတဲ့မိတ်ဆွေတို့ထွင်းလိုက်ပါဒါဆိုရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စဘယ်နေ့ထွင်းထွင်းရပါလဲလုပ်ငန်းကိစ္စအတရထက်ထွင်းရပြီနော်လုပ်ငန်းကိစ္စအလုပ်ကိစ္စပိတ်နေတဲ့လက်တွေကြန့်ကြနေတာတွေတီလွဲလွဲနေတာတွေအားလုံးကချွတ်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 ဖြစ်ပြီးတော့ကောင်းမွန်သွားမယ်ကာလာပတ်တာကာလာပိုင်ရှားဖြစ်ပါတယ်ခင်ဗျာ ထီကန်ဆန်းလို့ကောင်းပါတယ်ထီထိုးတာမျိုးထီကန်ဆန်းတာမျိုးလေးတွေမှာတော့လုံငင်းငင်းနဲ့ဝင်လာတာမျိုးလေးတွေမထင်မှဖဲနဲ့တော့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဇတိရဲ့အကူအညီကိုရရှိတတ်ပါတယ်ခင်ဗျာဒါကြောင့်အဆက်ဆက်ရရတော့ထီကန်ဆန်းမှာအကျိုးပေးသောခဏအခရာလေးနေနေဆို0ခဏခုနှစ်ခဏလေးဟာမိတ်ဆွေတို့ရဲ့ကံကိုထိုးတတ်ကောင်းမှုပြီးတော့ကံကောင်းစေပါတယ်အကျိုးပေးသောအရာအမြင်နဲ့ဆိုရင်တော့အဝါရောင်အညူရောင်အစိမ့်ညင်ရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုထိုးတတ်ကောင်းမှုဇေတောပတ်တာဖြစ်ပါတယ်အကျိုးပေးသောအရာဟာတော့ အနောက်ရဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာစင်းလူတို့အပဲ့အပြက်တွေဖျားစင်းလူတို့အပဲ့အပြက်တွေသူမဟုတ်အဆောင်တွေလက်ခွဲတွေရှိလို့ရှိရင်အအဟောင်းတွေရှိလို့ရှိရင်စွန့်ပြီးဘူးလူအကြောင်းထက်လောင်းပြောကြလိုက်ပြရစီဖျားတရားပုံမှုလို့ပါအဆောင်ချက်ပဋ္ဌာန်းဆက်ကောင်းပြီးရအကူအညီကိုရရှိပြီးတော့ဘလောက်ပဲအခက်အခဲရှိစီကမှုအဆင်ပြေအောင်ရင်တိုးတက်သွားမှာအသေးချာပဲဖြစ်တယ်မိတ်ဆွေတို့ရဲ့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာတွေကိုလှုပ်ဆောင်ဖို့အတွက်တိုးတက်စီဖို့အတွက်ဆိုမိမိအိမ်ရဲ့အရှိမျက်နှာအရှိဘက်အရက်လောက်မှာရှိတဲ့အပင်ကြီးကြီးတစ်ပင်မှာရှိတဲ့ ်အဲတစ်ပင်ဆောင်တဲ့ကိုမေတ္တာပို့ပြီးတော့သွားပါရဲလုပ်ငန်းကိစ္စအလုပ်ကိစ္စတွေတိုင်တယ်ပြီးတော့သွားပါရဲဒါဆိုရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေအောင်မြင်ပြီးတော့တိုးတက်နိုင်တော့အပိုင်းခြားကာလဖြစ်တယ်စာချုပ်စာတမ်းကိစ္စအမိယာကိစ္စဝယ်တဲ့ကိစ္စလေးတွေမှာလက်မှတ်ထိုးတဲ့အခါမှာသေသေးချာချာအခောက်အခောက်အခါကပြန်ဖတ်ပြီးတော့မှထိုးပါရဲเนาะဒါအပြင်မိတ်ဆွေတို့ဒါလေးတွေကိုတော့တင်ကြဆင်ပြန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေအဆက်ဆက်ရရအစဉ်ပြေစီရန်အတွက်အဆက်ဆက်ရရအောင်မြင်တိုးတက်ပြီးကံကောင်းစီရန်အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ အဲကုန်ပစ္စည်းတွေရောင်းကုန်တွေအယောင်းအတွက်အယောင်းထွက်စီပြီးတော့မိမိတို့ရောင်းဝယ်မှုကောင်းစေရန်အတွက်ဆိုရင်တော့အဲဦးညကိမတ်စနေနေ့အညတညညနဲ့ရိုက်ပုတ်ထိတွေ့ပါဥပမာပေါ်ဒန်းရွက်တို့ဦးညခေမတုတဝေကြီးဆိုတော့ အဲစနိနံဖြစ်တဲ့ဒန်းညွန်တို့ထန်းညွန်တို့အဆရှိတဲ့အရာလေးတွေနဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းလိုက်ပါတယ်သူမဟုတ်ရင်ဓာတ်တို့နော်စနလိုပဲစနိနံနဲ့ပတ်သက်တာထီတို့နဲ့အဲထီတို့နဲ့ရိုက်ပုတ်ထိတွေ့ဖဏ္ဍလေးတော့တော့မရိုက်နဲ့နော်ထီတို့နဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့ရိုက်လိုက်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ရဲ့အဲစနလိုပဲရောင်းဝယ်မှုကွန်ပစ္စည်းရဲ့အယောင်းတွာအယောင်းဖတ်ပြီးတော့ကံကောင်းစီမှာအတင်ကြပဲဖြစ်တယ်လို့ပြောရင်းနဲ့ကဲနောက်ဆုံးပဲအိမ်နဲ့လွယ်စနေနေ့တို့ဟောရှင်ပါတယ်တောက်ကြသားသမီးတွေအားလုံးအဆက်ဆက်ရေးရအစီအစဉ်ကြပါစေ